ဘာသာအမွေကျွန်းလင်းနိုင်ပါစေတဖုံးတို့တရားအထုတ်ကြတယ်ဆိုတာဘာအတွက်အထုတ်ကြတာတော့ယောဂီတိုင်းယောဂီတိုင်းမှာကိုယ်ရည်ရွယ်ချက်လေးနဲ့ကိုကိုမျှော်မှန်းချက်လေးနဲ့ကိုလူတိုင်းလူတိုင်းတော့ရည်ရွယ်ချက်ကလေးရတော့ရှိပြီးသားပဲတရားအထုတ်တဲ့အခါတိုင်းမှာဘာရခြင်းလို့လဲဘာဖြစ်ခြင်းလို့လဲ ဘလို့အကျိုးကျေးဇူးဘလို့အကျိုးရလတ်ကို မျှော်ကိုးပြီးတော့ဒီအလုပ်ကိုလုပ်တာလေဒီမိကုံးကို လူတိုင်းလူတိုင်းဖြေဖို့အတွက်ကို့အဖြေနဲ့ကိုတော့ရှိကြပြီသားနော်အလောင်းမညံ့ဘူးနော်ဘာဖြစ်ခြင်းလို့တရားအထုတ်တာတော့လို့မေးရင်အဖြေတရားတော့ရေပူရတော့တူပါလေစိတ်ချမ်းသာခြင်းလို့ငြိမ်းအေးခြင်းလို့ကုသိုလ်ရခြင်းလို့အမျိုးမျိုးပြောကြမှာပေါ့နော်အနှစ်ချုပ်ပြီးတော့ပြောမယ်ဆိုရင်တော့ ပို့ပြီးတော့ကိုကိုကိုကောင်းတဲ့ကောင်းခြင်းလို့တရားအထုတ်တာဟုတ်လားအဲ့ဒါဘုမောကညနေရတွေးကြည့်တယ်ဘာလို့တရားအထုတ်ကြတာလို့အဲ့လိုမျိုးမေးမယ်ရှင်လူရင်းတူရှင်ငါဘလို့များအဖြေပေးရပါမလို့ဖြည့်စရာအဖြေတွေတော့အများကြီးပါပဲအဲ့ဒီတဲကထိတိမိမိဘုံဘုံသဘောကျတဲ့အဖြေလေးနှစ်ခုညနေက တွေးရင်းနဲ့ရတယ်ပေါ့ အဲ့ဒါကဘာလဲဆိုတော့လောလောဆယ်ဒီဘဝမှာစိတ်ချမ်းချမ်းသာသာငြိမ်ငြိမ်အေးအေးလေးဖြစ်အောင်နေတတ်ထိုင်တတ်ဖို့လောလောဆယ်နေတတ်ထိုင်တတ်ဖို့ဒီကနေ့မှလည်းပဲချမ်းချမ်းသာသာလေးငြိမ်ငြိမ်အေးအေးလေးသေနိုင်ဖို့တရားအထုတ်ကြလေလို့ဒီလိုလေးပြောတတ်မယ်ပြောနိုင်မယ်ဆိုရင် အလွန်ကောင်းမယ်နော် ဘာလို့တရားအထုတ်တာတုံးလို့မေးရင်အနေတက်ဖို့အသေးတက်ဖို့ဟုတ်တယ်မဟုတ်လားအနေမြန်တက်စရာလိုသေးသလားဦးလင်းရေဟာအနေတက်စရာလိုတာပေါ့အနေမတက်လို့မဟုတ်စိတ်တွေဆင်းရဲနေရချမ်းသာအောင်မနေတက်လို့ဆင်းရဲနေတာအေးချမ်းအောင်မနေတက်လို့ပူလောင်နေတာရှင်းအောင်မနေတက်လို့ကြွတို့ရှုပ်နေတာနေကိုမနေတက်သေးဘူးမနေတက်လို့ ဘလိုတွေဖြစ်နေတာလို့တော့ပြောလို့တော့မရဘူးပေါ့သို့တော့ဓာတ်ထက်ကောင်းမွန်တဲ့ဓာတ်ထက်ချမ်းသာတဲ့ဓာတ်ထက်ငြိမ်အေးတဲ့အနေအထားလေးနဲ့ဘုံဘုံတို့မှာနေခွင့်ရှိတယ်နေလို့ရတယ်သို့တော့ကျွတ်တော့ဟာဓာတ်ထက်ကောင်းမွန်တဲ့ချမ်းသာတဲ့ငြိမ်အေးတဲ့အနေအထားမျိုးနဲ့မနေနိုင်သေးဘူးဟုတ်တယ်မို့လားကျွတ်တော့မှာဓာတ်ထက်ကောင်းမွန်တဲ့နေနီးရွေးချယ်ခွင့်မရှိဘူးလားရှိတယ် ညာသွားဖြစ်ရင်ဘုန်းဘုန်းတို့ရဲ့စိတ်တွေကဘဝမှာဘလို့တွေဖြစ်ရင်းနဲ့နေနေတာတော့မတိမှုနဲ့နေနေတာမေးလျော်မှုနဲ့နေနေတာကိုကိုကိုဘာဖြစ်လို့ဖြစ်မှမသိပဲနဲ့တွေးကြရတွေးကြံကြရကြံစိတ်တရားလဲရောက်ချင်ရရောက်အာယုန်တရားလဲတွေးကြရတွေးတွေးရအာယုန်เนาะကြုံရစိတ်တွေနဲ့ဘဝမှာနေသွားနေတာ အဲ့ဒါကိုရေဘူးရပြောရမယ်ရှင်ဘာမှမတိပဲနဲ့နေတာမောဟနဲ့နေတာပေါ့အဲ့လိုမတိပဲနဲ့နေတဲ့အခါကျတော့ရံဖာရံကာကောင်းမွန်တဲ့အိဋ္ဌာယုံဆိုတဲ့ကောင်းမြတ်တဲ့အာယုံလေးတွေနဲ့တွေ့တဲ့အခါမှာဘုံဘုံတို့ကตาရတယ်ရင်မှုတယ်တွေ့တာတယ်မမောတယ်ဟောလောဘနဲ့နေကြပြန်ပြီနော်အနိဋ္ဌာယုံနဲ့တွေ့ပြီစိတ်တိုင်းမကြစရာအာယုံတွေမြင်ရပြီကြားရပြီဆိုတော့ဘာတော့ ဒေါသနဲ့နေကြပြန်မကျင်တတ်ဘူးစိတ်တိုင်းမကြဘူးဘာနဲ့နေတာတော့ဒေါသနဲ့နေတာဘဝမှာဘုဖုံတို့တူရာမောဟကိုအခြေခံပြီးတော့လောဘနဲ့ဒေါသတလဲစီဖြစ်ပြီးတော့နေနေကြတာအဲ့ဒီနေနေကမျက်နှိုးเสียရှိပါသလားမရှိဘူးကိုကမသိလို့သာတကယ်တမ်းကအဲ့ဒါဟာပူလောင်နေပင်ပန်းနေလေးလံနေဒါကြောင့်မြတ်စွာဘုရားကလောဘဒေါသမောဟကိုမီးလို့လဲဟောတယ် ခြင်းရဲ့ချင်းတရားတွေလို့လည်းဟောတယ်။နှိမ့်ဆက်တတ်တဲ့တရားတွေလို့လည်းဟောတယ်။ကျို့တော်ကသူတို့နဲ့အမြဲတမ်းအတူတူနေနေတော့သူတို့နှိမ့်ဆက်လို့နှိမ့်ဆက်မှမသိသူတို့ရှို့နေပြီမလို့လောင်လို့လောင်မှမသိပူလို့ပူမှမသိအဲ့လိုနေနေတာ။အဲ့ဒါတရားအထုတ်တယ်ဆိုတာအဲ့လိုမကောင်းမွန်တဲ့အခြေအနေမျိုးနဲ့နေနေတဲ့နေရာလေးမှာကောင်းမွန်တဲ့နေခြင်းလေးနဲ့အစာထိုးဖို့ကြိုးစားတာ။ဒီနေ့အဖြစ်နေတတ်ဖို့လေ့ကျင့်တာ။ ငါအခုပုံမှန်နေနေတဲ့နေခြင်းမျိုးတဲ့တာလွန်နဲ့ကောင်းမွန်နဲ့ချမ်းသာတဲ့ငြိမ်းအေးတဲ့နေနည်းမျိုးလေးနဲ့နေတတ်အောင်ငါလေ့ကျင့်နေတာလို့တရားအထုတ်တဲ့လူတိုင်းလူတိုင်းကအဲ့လိုလေးများသဘောပေါက်မယ်ဆိုရင်အလွန်ကောင်းမှာနော်ဒါကြောင့်တရားဘာကြောင့်အထုတ်တာတုံးလို့မေးရင်နေတတ်ဖို့မသေးခင်လေးမှာချမ်းချမ်းသာသာငြိမ်းငြိမ်းအေးအေးလေးနေတတ်ဖို့ဘလို့နေတာတော့ဆိုတရားအထုတ်တယ်ဆိုတာလွယ်လွယ်လေးပြောရရင်ပြစ္ဆုတ်ပံမှာနေတာ ဟုတ်တယ်မဟုတ်လားဖြစ်ခဲ့ပြီးသားကိုအတိအမှတ်ပြုတ်ပြီးတော့လေ့ကျင့်ပြီးတော့နေတာမဟုတ်မဖြစ်သေးတာကိုရှောက်တွေးပြီးတော့ကြံပြီးတော့နေတာလည်းမဟုတ် အခုဖြစ်နေတာကိုအခုသိပြီးတော့နေတဲ့အလေ့ကျင့်ကို လေ့ကျင့်တာဟုတ်တယ်မဟုတ်လားဝင်လေထွက်လေလေးမှတ်တယ်ဆိုရင်ဝင်လေထွက်လေအခုဝင် ထွက်နေအခုထိနေတာကိုအခုသိဖို့ကြိုးစားတာအခုအတန်ကြားရတဲ့အဲ့ဒီဖြစ်မှုကို အခုတည်အောင်ကြိုးစားတာအခုတွေးတာကိုအခုတည်အောင်ကြိုးစားတာအခုဆင်းရဲတာအခုချမ်းသာတာကိုအခုတည်အောင်ကြိုးစားတာဟုတ်နော်အဲ့လိုပြစ္ဆုတ်ပံလေးမှာနေလိုက်တဲ့အခါကျတော့ဘာဖြစ်နေသလဲဆိုတာကို तू ကတစတစနဲ့တည်လာတယ်အဲ့ဒီအတိကိုဘာလို့ခေါ်တော့ဝိဇာအတိနဲ့နေတာအဲ့လိုအတိရှိတဲ့အတွက်ကြောင့်မမောစရာအိဋ္ဌာယုံနဲ့တွေ့တဲ့ခါကာလမျိုးမှာဖုံးလို့ရဲ့စိတ်ကိုယာကားဆိုတဲ့လောဘဆိုတဲ့မိဟာမလောင်နိုင်ဘူး အနိဋ္ဌာယုံနဲ့တွေ့တဲ့အခါမှာဒေါသဆိုတဲ့မိဟာမလောင်နိုင်ဘူး။တဘောမှာဘုန်းဘုန်းတို့တွေကပညာတရားအတိတရားကို အခြေခံပြီးတော့အလောဘအဒေါသနဲ့နေဖို့ကြိုးစားတာ။ဟုတ်တယ်မဟုတ်လား။ပြစ္ဆုတ်ဘဝဖြစ်နေတာတိုင်းကိုတိလိုက်တိုင်းတိလိုက်တိုင်းမှာဘုန်းဘုန်းတို့ရဲ့တန်တာမှာအာမောဟဆိုတဲ့အတိညာဝိဇ္ဇာရဲ့အလောဘဆိုတဲ့မလွန်မြင့်မြတ်တဲ့မလိုချင်တဲ့သဘောရဲ့အဒေါသလို့ဆိုတဲ့နော်ဒေါသမဖြစ်တဲ့သဘောရဲ့အလွန်မှမွန်မြတ်တဲ့ နော်ဟိတ်သုံးပါးခေါ်တော့နော်ကုသိုလ်တို့ရဲ့မူလလို့သုံးတယ်အလောဘအဒေါသအမောဟဒီတရားတွေနဲ့နေတာအဲ့လိုနေတဲ့အခါကျတော့စိတ်ကအလွန်မှအေးချမ်းတယ်တီးကြီးတယ်ငြိမ်သက်တယ်တော့တရားဘာကြောင့်အာထုတ်တာတုံးဆိုရင်အစင့်နှိမ့်နဲ့နေခြင်းမျိုးနဲ့နေရတာအစင့်မပြေဘူးလို့နားလေပြီးတော့အစင့်မြင့်နဲ့နေခြင်းမျိုးနဲ့နေဖို့လေ့ကျင့်တာအနှစ်ချုပ်ပြောမယ်ဆိုရင်ဘာတော့ အနေတက်ဖို့ကြိုးစားတာအဲ့ဒါမှနေတတ်တယ်ခေါ်တာအဲ့ဒါကျတော့ဒီနေနီးနဲ့နေတဲ့အောင်ကျွမ်းကျင်အောင်မလေ့ကျင့်တဲ့အခါကျတော့နည်းနည်းလေးပြင်းထန်တဲ့အနေထားယုံလေးတွေ့ရင်ဘာဖြစ်လာပြီးတော့ဒေါသဒေါသပဲအဆင့်ထိရောက်တော့ကအဆင့်ထိရောက်မယ်ပို့ပြီးတော့စိုးမယ်ဆိုရင်ပရိဒေဝအဆင့်ထိရောက်သွားစိုးရိမ်မယ်ငိုမယ်အဲ့ဒီကြတော့မှအော်ငါမနေတတ်ပါလားလို့သိမှနော်သူ့အရင်ဒေါသမီးအပျော်လေးတွေလောင်နေတဲ့အခါမှာတော့ ကိုကိုကိုမနေတဲ့လို့မနေတယ်မှလည်းမသိဘူးနေသာထိုင်သာရှိတယ်သူကဟုတ်လားငွေ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 အဖျားလေးလောက်ပေါ့သူကတခါလေးဖျားနေရတာတော့အရာလာရှိတယ်လို့ဟုတ်လားအာဖျားတရားသုံးတရားလေးရောက်ပြီဆိုတော့မှအဖေခဲပါအမေခဲပါဖြစ်သူကပေါ့လားဘုံပြောတာဒါကြောင့်ဘာကြောင့်တရားအထုတ်တာတုံးလို့မေးရင်အနေတက်ဖို့နောက်ထပ်တခွန်းကြံသေးရနော်ဘာလဲတော့အသေးတက်ဖို့ဟာဒါလည်းပဲဘုံဘုံတို့မမြင်လို့မရဘူးမသိလို့မရဘူးမတွေးလို့မရဘူး ။သေချာပေါက်တွေ့မှာပျက်စီးခြင်းတရားကြီးကဘုံဘုံလိုရင်းမယ်တန့်နေအောင်ပြောလိုက်မယ်။ဒီတိုင်းသာနေသေခြင်းတရားနဲ့တွေ့ရင်အဆင်မပြေနိုင်သေးဘူး။ကိုယ့်အကိုလျှောက်ထင်းမနေနဲ့မပြေသေးဘူး။ဟုတ်လား။အဲ့လိုဆိုရင်သေမှလည်းသေကြတယ်အဆင်မပြေမှလည်းသေကြတယ်။ကျွတ်တို့အဆင်ပြေအောင်ကျွတ်တင်ပြင်ဆင်ဖို့အရေးကြီးဘူးလား။အရေးကြီးတယ်။အဲ့တော့စောစောကနေတတ်ဖို့ဆိုတဲ့နေနည်းလေးကအလွန်မြင့်မြတ်တယ် အဲ့ဒီနီးလေးနဲ့နေတဲ့အလေးကျင့်ကို လေ့ကျင့်နေမယ်ဆိုရင်တေဂာနီးမှာအလိုလိုတည်တတ်သွားလိမ့်မယ်တနည်းအားဖြင့်တည်တတ်တဲ့အကြီးအသေးကို အလိုလိုရ